ကိုကြီးကျော်ကိုကြီးကျော်ဒုမဟုတ်မြန်မာနတ်တို့ဤဆယ်လီတပေါင်းလာရောက်ပြီဆိုရင်ကုနီနန်းကကိုကြီးကျော်နှက်ပွဲစားပြီအဖေကျော်စီကိုမြင်းချံရေစကိုပခုတ်ကူတကြောကလူတွေသားမကမုံရွာတဝိုက်ကရေးလဲဆက်နဲ့ကျွန်းသားတွေအထိရှီတက်ကြတယ်မျိုးရကိုယုံသူတွေရောတေးဤကိုမပြတ်တောက်ရှင်သူတွေပါပျော်နေကြတဲ့ကိုကြီးကျော်ရဲ့ပကန်းကုနီနန်းနန်းမြန်မာနတ်တွေက အတွင်းအပြင်38မင်းမို့84ပါရှိတာဒါတော့နောက်ပေါက်နတ်တွေမပါသေးဘူး ဒီထဲမှာဆယ်လီနှစ်တပောက်ကိုပြပါဆိုရင်ကိုကြီးကျော်ကအထိတ်ဆုံးကပါပဲမြမဇက်ပွဲရဲ့ပွဲဥထက်သင်းကိုတော့သူသင်းနဲ့စောက်ဖွင့်ရပါတယ်အပြူတော်နှစ်ချင်းပါပဲနောက်ဆင်ကြည့်ပါခုနှစ်ခွေတီရာရေမပတ်ခါစဉ်တာတော့တာတယ်လေးနှက်ပြီးတင်းဘုံဘုံတန်းတေစားဖြားဖြားရောင်လင်းမာလို့မင်းမင်းမြတ်ထွက်ခေါင်းမွေးအတူလေးရတဲ့ရှင်ကားပြိုင်ပန်းမွေရွှေကော်စောရောနှောလို့ထိုင်း ပြိုတိုင်းကြိုက်ပါတဲ့မြင်းစီခိုင်းဝေတောင်းပိုက်တဲ့အဖွဲတို့သာဝေးရာကရှား၎င်းကိုနှိမ့်မပါလို့အရက်ကလေးကိုတဲ့အာမနာမတော့ရရင်တီလာဆောင်တဲ့ကိုးချောင်းတကားတောက်တော်ဘူးရဲ့တဲ့ကိုမကွာမင်းကြော်စွာလို့မကြော်လားဝေးရာကရှားရှစ်လို့ရဲတဲ့ခင်မင်းရင်ချောင်ရော့သလားကိုကြီးကြော်ရင်ဖြိုးမောင်ကြီးကြော်ရင်ဖြိုးဤစဘူးမှာပြန်ဖက်ရှားမိုးကြနဲ့သားညနေညနေစီးရဲလေး ကူနီကျော့ဆန်ကွန်းကိုကြီးကျော်ပလီလွန်းနဲ့ဆေးရှိုက်တဲ့ကျွန်းနတ်လျှော်တွေကနေမြမရင်ရှိမှုဇက်သေးကိုရောက်ချိရောက်လာသည့်အထီးမို့မြမတွေအတွက်ကိုကြီးကျော်ရဲ့အရှိန်အဝါနဲ့နာမည်ကျော်မှုဟာဆယ်လီအဆင့်တက်တောင်ပုံမဲ့ချင်ပါတယ်ကိုကြီးကျော်ကိုမင်းကျော်စွာဆိုတာလောက်ပဲသိကြတဲ့သူများတယ်ဗဂန်ခစ်ကမင်းကျော်စွာနဲ့အင်းဝခစ်ကမင်းရဲ့ကျော်စွာနှစ်ယောက်လုံးက38မင်းထဲမှာပါနေတော့ဝေခွဲရခတ်နေသူတွေလည်းရှိတယ်။သမိုင်းအရာကတော့ဗဂန်ခစ်ကပါတယ် ဗဂန်မင်းဆန်29ဆက်မြောက်ဖြစ်တဲ့သိန်းခွန်မင်းရဲ့သားလို့ဆိုတယ်။အေဒီ600ဆူလောက်ကမို့အနွယ်ထာထက်ည300လောက်ဆိုပါတဲ့။သိန်းခွန်မင်းကမိဖုရားနှစ်ပါးရှိတယ်။ရွှေလောင်းနဲ့ရွှေကိုင်းနဲ့ရွှေကိုင်းမိဖုရားကမွေးတဲ့သားနှစ်ပါးကစီသူနဲ့ကြောစွာသူတို့ကအကြီးတွေ။ရွှေလောင်းမိဖုရားကမွေးတဲ့သားကအငယ်ဆုံးပါတဲ့ ။သိန်းခုံမင်းကနေမကောင်းဖြစ်လာတယ်။ရွှေလောင်းမီပြားကမွေးတဲ့သားငယ်ကိုနတ်တင်ခြင်းလို့အကြီးနှစ်ယောက်ကိုတောင်းဝအရက်တောင်းညိုလယ်မမှာပုံကံမှုကိုဦးစီးနှိမ်နှင်းဖို့လွှတ်လိုက်တယ်။အဲ့ဒီခေတ်ကတောင်းဝမျိုးမတည်ရသေးပါ။နမဲဒူတောင်းဝဖြစ်မယ်ထင်ပါတယ်။ဘရင်ကြီးကသားကြီးတွေမရှိတော့အငဲကောင်ကိုနန်းတင်လိုက်တယ်။ပြဒနာရှာမဲ့ညီနောင်ကိုအဝေးပို့ထားတော့အမြန်နန်းတင်ရတာ။ပြီးတော့သိန်းခုံမင်းလည်းတေချာတဲ့ရွှေကိုင်းမီပြားကြီးကလည်းမကြင်နဲ့လို့ရင်ခွဲတည်ရတယ်။ ဒီမေတော်ကြီးကမြင်းကြံမြို့နယ်ထဲကအကိုင်းဝါမှာနန်းနန်းနဲ့ရှိတယ်။တပေါင်းလာဆန်း73ရက်ဆိုကိုနီနန်းကိုကျွဲလဲစီးကြွလာတယ်။တားကိုမကြည့်ချင်လို့နောက်ပြန်တက်တယ်။ဒါသွေးပြီးပြန်စင်းတယ်။ယာယီနန်းနဲ့ဆံပါတဲ့။စစ်နိုင်လို့တောင်ဝအရက်ကပြန်လာတဲ့ညီနောင်ကလည်းအဖေးသေးတာညီအနေညီအငယ်ဆုံးကိုနန်းတင်တာ။အမေးသေးတာတွေတီးတော့ပကံကိုပြန်မလာတော့ပဲနန်းတစ်တီးဖို့အေယော်ရီရှင်ွင့်နဲ့ရှမတောင်ကြားကမြေပြန့်လွင်ပြင်ကိုနောက်လိုက်တွင်နဲ့အရှိန်ချဖို့ရွေးလိုက်တယ်။ နန်းသစ်တီးတယ်ကျုံအတွက်လိုတဲ့ရေကိုရှင်ရွှေမြစ်ထဲကနေတူမြောင်းနဲ့အတွယ်ယူဖို့ညီဖြစ်သူကျော်စွာကတာဝန်ကြပါတဲ့ညီအကိုနှစ်ဦးမှာအကိုကြီးစီသူကအခက်ထန်ပြီးရဆက်သူညီဖြစ်သူကျော်စွာကတော့ကြက်ကလေးတိုက်ထရေလေးမူးပြီးပြောသလိုနေတဲ့သူမိန်းမတွေအကြိုက်ယုံကြည်ရှင်မို့ပြိုတိုင်းကြိုက်လို့ဆိုတယ်လူရှိလူခင်လည်းအလွန်များဆိုပဲအခုခေတ်လို့ပြောရရင် play point ပေါ့ ဒါကြောင့်လေရောင်းလျာအရက်မှာအပေါင်းအသင်းတွေအများသူပြောနေတတ်တဲ့သူမင်းကျော်စွာကသူ့အလုပ်ဖြစ်တဲ့ဒူးမြောင်းကိစ္စကိုစိတ်မဝင်စားဘူး။နောက်လိုက်တွေနဲ့ပဲလွှဲထားပြီးတော့အရက်တောက်လိုက်ကြက်တိုက်လိုက်နဲ့ပဲပြောသလိုနေခဲ့တယ်။အချိန်ရောက်တော့ကျုံထဲသွယ်မဲ့ရေစကြုံမဲ့နေရာကိုရေစကြိုရေလို့တတ်မှတ်ပြီးရေကျိုးတဲ့ရေကျိုးဖြစ်နေရေကျိုးနေတဲ့အကိုဖြစ်သူစီသူကရေမလာလို့ညီဖြစ်သူကျော်စွာကိုဒေါသတကြီးနဲ့လိုက်ရှာရတယ်။ ကျော်စွာကရွှေကူနီဖျားနာမှာထုံးစံအတိုင်းထက်ရည်တောက်ရင်ကြက်တိုက်နေတာတွေ့တယ်။အကိုလိုက်လာတာတီတော့ကြက်ပိုက်ပြီးမြင်းပေါ်တက်ရင်ပြေးဖို့ပြင်နေ။အကိုကဒေါသမထိန်နိုင်ပဲလက်သုံးတော်ဓာနဲ့ခုတ်လို့ကြက်ပိုက်ရင်ပဲမြင်းပေါ်ကကြားလို့တေချာရပါတဲ့။လူလူအရှိတော်မူနတ်ဖြစ်တဲ့ဆောက်ချောက်တဲ့နဲ့နန်းနန်းဆောက်ပြီးကိုးကွယ်ခဲ့တာအခုချိန်ထိပါပဲ။ ရှင်းမြမာတွေကသူရဲ့ကောင်းကိုးကွယ်ကြတဲ့အပြင်သူတို့အားကိုးနေရတဲ့သူအသေးစိုးနဲ့တည်ရင်ဝမ်းနဲ့ယုံမကပဲတည်သူကနတ်ဖြစ်ပြီးဆက်လက်ဆောင်ရှောက်နေတယ်လို့ယုံကြည်တဲ့အလေးအထားရှိပါတယ်။ကြော်စွာတည်တော့သူ့ကိုရှစ်တဲ့သူနောက်လိုက်တွေပါအသက်ခံရတယ်။တစ်ဖွဲ့လုံးနတ်စိမ့်ဖြစ်ကြတယ်။သူတို့ကိုတတ်တယ်အကိုဖြစ်သူစီသူကိုလိုက်ရှာကြတယ်။တွေ့တော့သူတို့ကပဲစီသူကိုတတ်လိုက်ကြတယ်။စီသူကလည်းနတ်ဖြစ်ပြန်လို့စီသူနှကုန်းနဲ့ထားရပါတယ်။ ကူနီကြီးပွဲမှာကူနီပွဲကြီးမှာယာယီနန်းနဲ့ဆန်တော်မူပြီးတပေါင်းလာဆန်ဆန်ရဲနေရောက်ရင်နန်းကြီးပေါ်နောက်ပြန်တက်ဓာသွေးပြီးပြန်ဆင်းနေညီအကိုတွေအပြန်အလှန်အပြက်ရှင်းကြတဲ့ပွဲကအဆုံးသတ်တော့အားလုံးတည်ကြရတာပဲအဖတ်တင်တယ်။အတူချုံရရင်ကိုကြီးကျော်ကဘယင်မဖြစ်လိုက်ရတဲ့သူအကိုရင်းကတက်လို့တေးရသူလူရှိလူခင်ပေါ်သူအလောက်ကို မလေးစားသူပြောသလိုနေတဲ့သူအရက်ကြိုက်သူကြက်တိုက်သူ ဘေးညီတော်ဆိုတဲ့ဂုံနဲ့အတူရုပ်လျှောလို့မိမသားတွေစိတ်ဝင်စားခြင်းခံရသူပေါ့မိမတော့ရှိတယ်သူ့လိုပဲခက်ဆိုးဆိုးမဖို့မဲ့တဲ့မိမကြောက်ရသူလို့ဆိုသူလည်းရှိတယ်သူနဲ့အတူသူ့မိမကိုပါအကိုဖြစ်သူစီသူကအဆုံးစီရင်ခဲ့ပါတဲ့မျိုးပြုတ်ရောတာသမီးကြံခဲ့တယ်လို့လည်းမတွေးရှိပါဘူး မင်းကျော်စွာဘဝကနေအယူတိန်လို့နှစ်ဆင်းဘဝပြောင်းလာတဲ့ကိုကြီးကျော်ဘဝအထိကြက်တိုက်အရက်တောင်းရင်ပျော်ကောင်းစင်အဖေးကျော်နတ်ဘဝရောက်မှကြောက်ရမယ်မိမမရှိလို့မိမတွေလှိပြလာရင်တော်ကောက်ရှင်နဲ့ကွီးကျော်မျိုးဆောင်ဥပဒေကကွီးကျော်ကိုအေးအေးယူဖို့မတက်နိုင်သေးပါဘူးမြမာရီရဲ့ဆယ်လီနဲ့အဖေးကြီးကိုကြီးကျော်ရဲ့ပခန်းကူနီနန်းပွဲတော်ကြီးကတော့တပေါင်းလားဆိုရင်စီကားပါတယ်အနေနဲ့ကယုံကြည်သူတွေအပြည့်ပျော်ရသူတွေအပြည့်ကြက်ကျော်နဲ့အရက်ကအလျံပဲပါပဲ။ အကြောင်းသိရင်တော့ကိုကြီးကျော်ရဲ့ဂူနီနမ်းမှာမိတ်ဆွေတငယ်ချင်းတွေနဲ့ဂျော်နီလမ်းလျှောက်အပြာရောင်ဖလင်းဂျော်နီလမ်းလျှောက်အပြာရောင်ပလင်းလေးဖွင့်ရင်းစုံကြံပါသေးတယ်။ချေဟောင်းနှောင်းဖြစ်လေးတွေပြောကြတာပေါ့။ရီဝေဝေလေးဖြစ်လာရင်နှက်ဒိုးလေးနဲ့ကကြပါလိမ့်။ပျော်ပျော်ပါပါပေါ့။